အားလုံးပဲမင်္ဂလာပါဗျာ။ကောင်းစံတဲ့ဂျန်နမာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းရောအမန်ဒီကစစ်ကောင်စီနဲ့ပြစ်ခတ်ရက်စဲထားတာကိုလေးစားလိုက်နာမှုမရှိရင်အကြောင်းသိမယ်ဆိုပြီးပြောလာတယ်။အဖသာမင်းသားကြီးရုပ်သံဗီဒီယိုပိုင်းကိုတင်ဆက်ပေးလဲပါရခင်ဗျာ။ဘယ်မှာသာမင်းသားကြီးဟာအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေးပောင်းပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစံတဲ့ဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ီရက် light တွေလွှင့်ပြတယ်ဗောနော်ကျွန်တော်လွှင့်တဲ့ light တွေမှာလဲတင်းကျိန်အေဂျင့်ရဲ့ဒေသတွေမှာရှိတဲ့ကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေမြန်မာနိုင်ငံရတက်ဖွဲ့ဝင်တွေမြန်မာတက်မတော်သားတွေအနေနဲ့ကိုတိုင်းပြည်ကိုလူမျိုးကိုဘာသာကိုတာသနာပေါ်မှာတစ္ဆာစောင့်တိကြဖို့ကျွန်တော်ထက်ခါထက်ခါသတိပေး ပြောကြတယ်။ဘာကြောင့်လဲဆိုတော့တပေါင်းတကူအကြောင်းထူးမယ်။တပေါင်းတကူအကြောင်းထူးမယ်။ကျွန်တော်တို့နိုင်ငံမှာပြုရင်ပြောင်းလဲမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်လာမယ်။ကျွန်တော်မြန်မာနိုင်ငံရဲ့ဖုံးတကိုးကလည်းအမြင့်ဆုံးကိုရောက်သွားပြီ။ဒီလိုပဲကျွန်တော်မြန်မာတက်မတော်ရဲ့တိုက်ရိုက်ခိုက်ရင်နဲ့ကျွန်တော်စွမ်းဆောင်ရရတယ်အမြင့်ဆုံးမှာရောက်နေပြီ။ကျွန်တော်မြန်မာနိုင်ငံတော့တက်မတော်အင်အားနည်းတယ်ဆိုပြီးတော့လက်နက်ကင်ထားတဲ့တိုင်းရင်းသားတွေအားလုံးဟာစစ်မျက်နှာအတီးတီးဖွင့်ကြတယ်နော်။ဒါကြောင့်တက်မတော်ကစစ်မျက်နှာဘောင်းဆောင်မှာကျွန်တော်စစ်ကိုဘောနော် ကျွန်တော်ခံစစ်နဲ့ခံခဲ့ရတော့ဒါကြောင့်ကျွန်တော်တက်မလို့အနေနဲ့ထိခိုက်အကြဆုံးကြီးရှိခဲ့ဒါတွေကလည်းတက်မလို့ရဲ့တမိုင်းမှာဘယ်တော့မှမပြောက်လို့မရတဲ့အရာတွေပေါ့နော်ကျွန်တော်တင်ရေးချမ်းနဲ့ဒေသတွေရှိသလိုစမြမဲ့ဖြစ်ပွားနေတဲ့ဒေသတွေလည်းရှိတယ်ပေါ့နော်တက်မလို့ဟာစစ်မှန်ပေါင်းဆုံးဖွင့်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့မလူလားတဲ့ ်အစ်စရတ်တွေတော်များလည်းဖြစ်ပေါ်ခဲ့။ဒါယူလည်းဒီနေ့တက်မတော်လူကြီးတွေအားလုံးသိရှိပြီးဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာနော်ကျွန်တော်ရှမ်းပြည်မြောက်ပိုင်းတချင်နဲ့ရခိုင်မှာကျွန်တော်တက်မတော်အနေနဲ့စစ်အရှုံးကြီးရှုံးခဲ့တယ်ပေါ့။ဒီနေ့ချိန်မှာတော့ကျွန်တော်ပြည်သူစုမှုတန်းဥပဒေရအသက်16နှစ်ကနေ35နှစ်ကြာပါတော့လူငယ်လူရွယ်တွေဟာ မ္မတမတော်ကဝင်ရောက်လာပြီးတော့စစ်မှုထမ်းဆောင်နေတာဖြစ်တဲ့အတွက်တမတော်ကလိုအပ်တဲ့အင်အားပေါ့အလုံးလောက်ရရှိနေဖြစ်တယ်။ဒီနေ့တရုတ်ရဲ့ဂျာဝင်ဖြန့်ပြေးပေးမှုတွေပေါ့နော်ကျွန်တော်တို့ hiking သဘောတူညီချက်အရ MND နဲ့မြမတက်မလို့ ਨੇ အပြစ်အခက်ရစဲထားတယ်ပေါ့ဒီ hiking သဘောတူညီချက်အပေါ်မှာ MND နဲ့ လေသာလိုက်နာဘူးလို့တယ်ဒီလိုမှမဟုတ်ရင်ညီမတက်မတော်ရဲ့ရှင်းလင်းခြင်းကိုအမှန်ဒီအနေနဲ့ခံရမယ်ဒီစားရဘာကြောင့်ကျွန်တော်ကပြောလဲဆိုတော့အကြောင်းတရားတွေရှိလို့ကျွန်တော်တို့ကပြောတာကျွန်တော်တို့အပြေပါနော်ရုရှားနိုင်ငံပြန်လာတယ်ဘီလာရုနိုင်ငံပြန်လာတယ်အိတ်မကြခင်မှာပဲတရုတ်ကတိတ်ရှိကျွန်းအဲ့လိုဆုံးသွားတယ်တရင်နေမျိုးမျိုးထွက်တယ်ဗျာ ကျွန်တော်ရှင်းမပြောခဲ့လို့ပေါ့ကျွန်တော်တို့မြန်မာနိုင်ငံဖုံးတကူကအမြင့်ဆုံးကိုရောက်နေပြီလို့ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်နိုင်ငံထဲမှာရှိတဲ့တရုတ်ရဲ့မွေးသားသားတွေကိုကြောက်เสียရမလို့သူတရုတ်ကိုလည်းကြောက်เสียရမလို့အထောက်ဆိုတော့ခုံပြန်ကြော်လွားတရုတ်ကခုံပြန်ကြော်လွားတရုတ်ပါဗျာကျွန်တော်ပြောမိပါတယ်ခုံပြန်ကြော်လွားတရုတ်ကဘာမှအများအင်အားရှိတာမဟုတ်ဘူး စီဝိုင်းတမတ်တဲ့เนาะစီဝိုင်းတမတ်တဲ့เนาะသူ့မှာစောက်စည်းရမယ်ကျင့်ဝတ်တွေတိတ်ခါတွေမရှိဘူးကျွန်တော်တို့တရုတ်ကရွှေမျိုးပေါ့ပေါ့ဆက်ဆံရေးရှိတယ်အဲ့ဆက်ဆံရေးပေါ်မှာတရုတ်နိုင်ငံအနေနဲ့အလေးထားပြီးတော့ဆက်ဆံမှုလုပ်တယ်အဲ့လိုမှမဟုတ်ရင်ခုံပြန်ကြော်လွားတရုတ်ကြီးဘဝပြတ်မဲ့အချိန်ကြီးရောက်လာတော့မယ်တရုတ်ကြီးဘဝပြတ်မဲ့ဆိုရင်ခင်ဗျာတရုတ်ရဲ့မွေးသားသားတွေဘာဖြစ်သွားမလဲဆိုတာခင်ဗျာ စဉ်းစားမှာစဉ်းစားကြည့်ပေါ့ကျွန်တော်ခုတည်းကလိုက်လေးတွေ့ခဲ့ဘူးတယ်ဗျအဲ့လိုက်လေးမှာ YouTube SA ဝါပေါ့နော်ဥပောက်ယူချမ်းကျွန်တော်နံပါတ်တက်ပြီးတော့ပြောခဲ့တယ်ဥပောက်ချမ်းနဲ့ကျွန်တော်တို့အဖေနဲ့ပေါ့နော်သွေးတောက်ဆက်ဆံရေးရှိတယ်ဒါကြောင့် YouTube SA ဝါအနေနဲ့ဒီစပွန်းမှာဝင်မပါဘူးကျွန်တော်ကအရိပေးပြောကြဘူးလေဒီလိုပဲ AI ပေါ့နော်ဘုရားဂုံးမော်အနေနဲ့ပေါ့နော်လိုက်စားတို့ လက်ချရန်တို့ဘမော်လုံးမဖြစ်ချင်ဒီစစ်ပွဲကနေနောက်ဆုတ်သွားဖို့ကျွန်တော်ဟာအရိပေးပြောကြဘူးတယ်တို့ရဲ့တိတ်မှာပဲတိတ်မှာပဲတိတ်မှာပဲဆိုတော့အေရထွက်ပြနိုင်ဦးလေကျွန်တော်ဟာအရိပေးပြောကြဘူးတယ်အေရစစ်နယ်ကျွန်လာပြီနော်ကျွန်တော်အေရဝီကျွန်တော်မကွေးပါတော့ဘကိုးဘက်တွေကိုစစ်နယ်ကျွန်လာပြီဦးနေမပြဒီနေ့ MNDA ရော TNN ရောအေရော ကြရင်ရောဟာအင်းဟာအလုံလောက်မရှိတော့ဘူးเนาะတပ်မတော်ရဲ့ဒီမှာပြင်းထန်တဲ့တံပြန်ထိုးစစ်ကြီးတွေစတင်လာတဲ့အခါမှာအဲ့ဒီအဖွဲ့တွေအလဲလဲအကွက်ကွက်နဲ့အဖွဲ့ပြတ်တက်ကြီးဖြစ်သွားမယ်ကျွန်တော်မင်းသားကြီးနမိတ်တခုကျိုတင်ပြီးတော့ထုတ်ခဲ့ပူပါတယ်ရခိုင်ကျိုရွေးအေးငူမယ်ရှမ်းတွေကြွရွေးပလောင်ပြူမယ်ရွှေဘပွဲတွေကပ်ပြီးဖုန်ချရှင် အမျိုးပြောင်းမယ်လို့ကျွန်တော်မင်းသားကြီးကျုပ်တင်နမိတ်တခုထုတ်ခဲ့ပူပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ပြောတဲ့စကားတွေပေါ်မှာတာဝန်ယူတောင်းခံမှုအပြည့်ရှိပါတယ်ဒီနေ့ဒီခိုင်မှာညီမတက်မလို့နေနေကြီးရည်လီကတ်တဲ့စစ်စင်ရေးကြီးလုပ်မယ်ရှမ်းပြည်မြောက်ပိုင်းမှာဆုံရှုံထားတဲ့နေပြည်တော်ပြန်လဲတိုက်ခိုက်တိမ့်ပိုက်မယ်တချင်မှာလိုအိုင်ကရရဲ့မြို့တော်ကြီးဖြစ်တဲ့ လိုက်စားတို့လက်ချရံတို့တသိမ်းပြီးတော့မြန်မာနိုင်ငံလမ်းစိုက်မယ်ဒီစကားတွေကိုဖရဲတကကြီးသားအကြောင်းပဲပြောတာမဟုတ်ပါဘူးကျွန်တော်တက်မတော်ရဲ့ရွှေရောင်လွှမ်းတဲ့ခတိပြူတိုင်းကြိုက်တဲ့နှိစီကန်ခတိပြန်လဲရောက်ရှိလာပါပြီတက်မတော်ကရှိတဲ့အရာရှိစစ်တီတွေနဲ့လည်းငါနိုင်ငံတော်ငါနိုင်ငံသားငါတက်မတော်တွေငါဤတက်ကိုစွန့်လွှတ်ရန် ဋိဌံပြုတ်ပါဆိုတဲ့တန်ဋိဌံနဲ့အညီမမသေးငါစကံမကြဆရာဆိုတဲ့ဆောင်ဖုံးနဲ့အညီကျွန်တော်တက်မတော်ရဲ့စွန့်ရည်တတိကိုထုတ်ဖို့ပြသမယ်အချိန်ကြီးရောက်လာပြီအဲ့အေဂျင့်တင်ရင်နဲ့ဒေသမှာရှိတဲ့တက်မတော်အရာရှိတွေဒီလိုပဲကျွန်တော်ရာလူကြီးကြီးမားမားယူထားတဲ့တက်မတော်အရာရှိတွေအနေနဲ့လည်း30 20ခုစစ်စင်ရေးမှာတက်မတော်ဘာဖြစ်ခဲ့လဲဆိုတဲ့အပေါ်မှာတန်ဝေကတရားရပြီးတော့ ပြုပြင်တင်တာတွေကိုပြုပြင်ဖို့လိုအပ်ပြီပေါ့နော်ပြုပြင်တင်တာတွေပြုပြင်ဖို့လိုအပ်ပြီဆိုတာကိုယူထားတဲ့ယာဓုပေါ့နော်အဲ့ဒီယာဓုပေါ်မှာလုတ်ပိုင်ခွင့်ရှိတယ်အဲ့ဒီလုတ်ပိုင်ခွင့်တွေကိုအလွဲသုံးစားမလုပ်ခင်းနဲ့ကိုတိုင်းပြီကိုလူမျိုးကိုပါလားကိုတန်တာတွေပြက်ပြက်တားတားနဲ့ရန်သူကိုချင်ပုံးရမယ်အချိန်တွေရောက်လာပြီနော်ဒီစကားတွေကိုကျွန်တော်မင်းသားကြီးနေနဲ့ဘာကြောင့်ပြောလဲဆိုတော့တပေါင်းတကူ ကြောင်းထူးမယ်ကျွန်တော်ဘာရှိတဲ့ဖယဲဒီတွေတော်တော်များများလဲဖော်ထုတ်အပြစ်ပေးခြင်းခံရမှာဖြစ်တယ်လို့တေဝကမွေးသားသားတွေဖြစ်တဲ့အမန်ဒီတီအန်တီအန်လေးပေါ့နော်အေအေနဲ့ကေအေအဖွဲ့တွေလည်းအဖွဲ့ပြတ်တဲ့အထိတက်မတော်ရဲ့ကြီးမားပြင်းထန်တဲ့ထိုးစစ်ကြီးတွေကိုခံကြရမယ်ကောင်းရင်ကငကားတွေအစွမ်းပြပြီးမြေမြာချင်းတိတွေကြားတွေမဲလိုက်တယ် မင်းသားကြီးပြောခဲ့တဲ့ကျွတ်တဲ့နမိတ်တွေပါအဲ့ဒီစကားတွေပေါ်မှာမင်းသားကြီးဟာတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိပါတယ်ကျွန်တော်တို့ကရန်သူကိုဘလို့တိုက်ခိုက်ချိန်ပုံးမလဲဆိုတာဒါမှရှိရဲရဟန်းရှင်လူပြည်ပြည်2025-2026ကာလတွေမှာစောက်မြော်ကြည့်ရှုကြပါလို့ဘုရားတရားကြီးရဲ့စစ်ဆုံးသားကြီးကမင်္ဂလာသတင်းပါရင်နဲ့တနိုင်ကမှရှိတယ်ရဟန်းရှင်လူပြည်ပြည်သားတိုင်းရင်းသားများအားလုံးကာရဝရှိထားပြီး mingla wa lu nkhun sat lai ba